ဒီဒေါ်လာရင်းအောင်မြင်ပြီးတဲ့အခါမှာ Federal Democracy နိုင်ငံတော်တစ်တိဆောက်တဲ့အခါမှာပေါ့နော်ရဲဘော်တူအနေနဲ့ကိုရိုင်းကရောဘေကနာကနေပြီးတော့မှဆက်လက်ပါဝင်တိဆောက်သွားကြတာမျိုးရှိလဲပေါ့နော် ကိုပိုင်ဘဝအတွက်ရောဒီတိဆောက်ခြင်းနဲ့နိုင်ငံတော်တစ်အတွက်ရောဘလို့အိမ်မက်တွေရှိလဲဆိုတာလေးလည်းပြောပြပါအောင်ရှင်အရင်တော့ကဗျာကျွန်တော်တို့အနေနဲ့တိုင်းသားတွေပွင့်လင်းပြန်ဗမာဆိုမုံရတယ်ဗျာဘာလို့သူတို့မုံလဲဆိုတော့စစ်တပ်ကြောင့်သူတို့မုံရတယ် အဲ့လိုစစ်တက်ကြောင့်သူတို့မုန်းနေစစ်တက်ကလည်းပြင်မလားအာဗမာစစ်တက်လာပြီးသူချို့ရွာလေးဆိုကြီးတဲ့ကဏ္ဍတောင်ရှိရပေါ့နော်အဲ့လိုမျိုးကြတော့အခုချိန်မှာကျွန်တော်ကအဲ့အတွက်ကျွန်တော်ပြန်ပေးဆက်နေတယ်ပေါ့အာဘာလို့ဆိုတော့ဗမာတိုင်းသားဆိုရလေဒီကျွန်တော်တို့ဟိုတိုင်းသားညီကုန်းတွေတွေ့တသားတဲ့ဖြစ်ကြောင်းပေါ့နော်အာကျွန်တော်ပြန်ပေးပြီးတော့ရှင်နေမှုယုံကြည်မှုတွေတခုပြန်တည်ဆောင်းနေတယ်ဒီစစ်ကြီးပြွားခဲ့ဆိုရင်ပေါ့နော်ကျွန်တော်အနေနဲ့ဘလိုကဏ္ဍပေါ့ပြန်လဲထူထောင်ရေးကဏ္ဍမှာပြန်ပြီးတော့ဆက်လက်ပါဝင်ခြင်းသေးတယ်ပေါ့ အချိန်မှာတော့ဟိုလက်နဲ့လည်းမကင်ကျင်တော့ဘူးပေါ့နော်ကျွန်တော်တို့အဲ့လိုမျိုးကိုနိုင်တဲ့ကန်နာလည်းဝင်ပါမယ်ပြီးဆိုကျွန်တော်ကတော့အဲ AC လေးဈေးလေးပြန်ရအောင်ပါပေါ့နော်ကျွန်တော်ဖြစ်ကျင်တဲ့စီးပွားရေးလုပ်ငန်းရှင်ဆိုတဲ့အိမ်မက်ကိုလည်းကျွန်တော်အကောင့်ထဲပုံမှာပေါ့နော်အိုးစီးပွားရေးလုပ်ငန်းရှင်ဖြစ်ဖို့အိမ်မက်ကမြို့မှာအတန်ငယ်ဆုံးနဲ့အောင်မြင်ဆုံးစီးပွားရေးလုပ်ငန်းရှင်ပြရမယ်ဆိုပြီးတော့ကွာတတ်ထားပြင်မလားအာဟုတ်ပြီဟုတ်ပြီဒါပေမဲ့တကယ်တမ်းကျတော့လည်းမဖြစ်မလားဘူးကွနော်အာဖြစ်မလားဘူးဆိုရင်ဒါပေမဲ့ဟိုဖြစ်ခွင့်ရသေးတယ်ဆိုရင်တော့ အဲအလုပ်လေးတော့ပြန်ကြိုးစားခြင်းနဲ့ပေါ့ပြီးပြီဆိုရင်အိမ်မှာပဲ AC လေးနဲ့ဈေးရောင်းခြင်းပါတယ်လို့ဒီအခုချိန်တိုင်းပဲအတက်တရောဒီတက်ပို့ပြီးတော့အစာပေါင်းများစွာဟောကိုပေါဝင်လို့ရတဲ့ခဏတိုင်းမှာပေါဝင်ပါမယ်လို့ပြီးဆိုရင်လည်းဒီကျွန်တော်သွားကျင်တာကတော့လူမျိုးမခွဲခြားပဲနဲ့ကျွန်တော်တို့အကုန်လုံးပေါ့ဒါလည်းငါလူမျိုးဦးစားငါလူမျိုးပေါ့နော်သူသူတားတဲ့သွားတဲ့ဟာမျိုးလူကျင်ပါတယ်ဗျ